အဲ့တော့ဦးရှင်တို့ခန္တီဆိုတဲ့မင်္ဂလာကနေပြီးတော့စတင်ပြီးတော့ပြောရအောင်ခန္တီဆိုတာဘာလဲအကျမြအဖြစ်တော့သီးခံခြင်းလို့နားလည်ထားကြပြီသားပါအဲ့လိုသီးခံနိုင်တယ်ဆိုလို့ရှိရင်ဒါမင်္ဂလာရှိတယ်လောကီရောလောကုတ္တရာရောကြီးပွားကြောင်းချမ်းသာကြောင်းကုသိုလ်ကောင်းမှုကြီးဖြစ်တယ်မြင့်မြတ်မှုကြီးဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားကသီးခံခြင်းမင်္ဂလာဒီနေရာမှာဦးရှင်တို့ခန္တီကိုအဓိဝါဒနာလို့ အဓိဝါဒနာဆိုတာကဘာတွေပဲဖြစ်လာဖြစ်လာနော်မိမိအပေါ်မှာမကောင်းတာတွေပြောလာတယ်မကောင်းတာတွေပြုတ်လာတယ်ဆိုလို့ရှိရင်ကို့အပေါ်မှာပဲတီးစေတာသူကပြောလာလို့ကိုကပြန်ပြီးတော့ပြန်လံပြောမယ်သူကပြုတ်လာလို့ကိုကပြန်လံပြီးတော့ပြုတ်မယ်ဆိုလို့ရှိရင်အဲ့ဒါကို့အပေါ်မှာတီးစေရမရောက်ဘူးပေါ့ဟုတ်လားဒါကြောင့်ကိုယ့်အပေါ်မှာဆိုတာတွေစေတာတွေဆူတာတွေစိတ်တိုင်းမကြတဲ့အရာတွေကာယကံမှုဝစီကံမှုတွေ ਨੇ လွန်ကျူးလာပြီဆိုလို့ရှိရင်အဲ့ဒါကိုကိုကတီးခံဖို့ကြိုးစားအထောက်တာပြန်လှမ်းပြီးတော့မတုံ့ပြန်ဖို့ကြိုးစားအထောက်တာဟုတ်လားအလွန်မှဟိုကျင့်နိုင်ခဲ့တဲ့အကျင့်ကြီးတစ်ခုပါသူများကကိုကိုစောစောကားကပြောလာတာပြုတ်လာတာကိုဒါကိုဘာမှမပြန်မပြောဘဲနဲ့မပြုတ်ဘဲနဲ့ကြင်ပြောပါစေပြုတ်ပါစေလို့ခေါင်းငုံပြီးတော့တီးခံနိုင်ဖို့ဆိုတာပေးတဲ့ပေါင်းတော်ပေါင်းတို့မလွယ်ပါဘူးဟုတ်ရဲ့လားအေးဒါပေမဲ့လို့အဲ့ဒီမလွယ်တဲ့အကျင့်ကိုပဲ ကြိုးစားပြီးတော့အထုတ်ကြရမယ်ကျင့်သုံးကြရမယ်ဆိုပြီးတော့မြတ်စွာဘုရားကခန္တီဆိုတဲ့မင်္ဂလာဟောကြားတော်မူတာနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီနေရာမှာသိခန့်ခြင်းနဲ့ပတ်သက်ပြီးတော့ဘာကြောင့်မင်္ဂလာ ဖြစ်ရသလဲစဉ်းစားကြရတယ်ရှိတယ်သိခန့်ခြင်းဟာမိမိသူတော်ဘာနှစ်ဦးသားအကျိုးတရားတွေကိုအများကြီးရှိသေးတယ်နော်သိခန့်လိုက်ခြင်းအပြင်အကျေအကျေမငိမ့်ပွေတွေဘာမှဖြစ်စရာအကြောင်းမရှိဘူး နောက်တိခံလိုက်ခြင်းအဖြစ်ကိုယ့်အတွက်လည်းပဲငင်းအေးရာငင်းအေးချောင်းကျင့်300ရောက်တယ်သူ့အတွက်လည်းပဲငင်းအေးရာငင်းအေးချောင်းကျင့်300ရရောက်တယ်ဒါကြောင့်အလွန်တရာမှမြင့်မြတ်တဲ့စင်ကြယ်တဲ့အခြင်းဖြစ်တယ်ဆိုပြီးတော့ခန္တီပရမန်တဘောတိတိခာဆိုပြီးတော့မြတ်စွာဘုရားကတိခံခြင်းသည်အကျင့်တကအကျင့်တည်းမှာအမျက်ဆုံးအကျင့်ဆိုပြီးတော့ဟောတာဟုတ်ရဲ့လားဒါကြောင့်ပေတဘောင်းသူတော်ကောင်းတို့ နောက်မကောင်းတာတွေဖြစ်လာပြီဆိုလို့ရှိရင်စိတ်ထဲမှာဒေါသအမျက်မထွက်စေဘဲနဲ့တိခဏနိုင်တဲ့အလေးအကျင့်ကိုကြိုးစားပြီးတော့အားထုတ်ကြရမယ်ပေါ့ဒီနေ့မှာဥရှင်တို့အင်္ဂုတ္တပါဠိတော်မှာတိခဏခြင်းတည်အကျိုးကျေးဇူး၅ပါးရှိတယ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတယ်တိမခဏခြင်းကတော့ဆန့်ကျင်ဘက်အပြစ်၅ပါးရှိတယ်ပေါ့ဒီအကျိုးပြစ်လေးတွေကိုဥရှင်တို့နားလည်ထားဖို့တော့လိုမယ်ဗျဘာကြောင့်လဲဆိုတော့တိမခဏလို့ရှိရင် တိမခံလို့ရှိရင်အပြစ်တွေရှိတယ်။တိခံမယ်ဆိုရင်တော့အများကြီးကောင်းကျိုးချမ်းသာကိုရနိုင်တယ်လို့သိထားရင်သိထားသလောက်တိခံခြင်းနဲ့စိတ်တွေကတော့ပိုပြီးတော့များလာမှာပဲ။ဒါကြောင့်တိခံခြင်းရဲ့အကျိုးကျေးဇူးကိုနားလည်ဖို့လိုသလိုတိမခံရင်ဖြစ်ပေါ်လာနိုင်တဲ့အပြစ်တွေကိုလည်းပဲနားလည်ထားဖို့လိုတယ်။အဲ့တော့မြတ်စွာဘုရားကတိမခံမှုဆိုလို့ရှိရင်လည်းဘာဖြစ်လာနိုင်တော့ဆိုတော့ဘဟုနောဇနတအပိယောဟောတိအမနာဘောတဲ့ များစွာသောလူတွေရဲ့မချစ်မနှစ်သက်ခြင်းအမုန်းတရားတွေကိုကိုရရှိလိုက်မယ်ဟုတ်လားကိုကတိမခံနိုင်မှုထိကနေရှိရင်ပြန်ပြန်ပြီးတော့တုံ့ပြန်တုံ့ပြန်နေတယ်ဘာလို့မှတိမခံနိုင်မှုဆိုလို့ရှိရင်တော့အဲ့ဒါလူတွေရဲ့မုန်းလေးရင်ကိုကိုခံရလိမ့်မယ်တကယ်လို့တိခံနိုင်မယ်ဆိုရင်တော့ဆန့်ကျင်ဘက်အနေနဲ့လူတွေရဲ့ချစ်ခင်မှုမြတ်နိုးမှုကိုကိုရမယ်ပေါ့ဒါလည်းပဲဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဟိုတိမခံခြင်းရဲ့အပြစ်တစ်ပါးကိုပြောတိုင်းပြောတိုင်း တိခဏ်ခြင်းရဲ့အကျိုးကျေးဇူးကိုလည်းဆန့်ကျင်ဘက်အနေနဲ့နားလည်ရမယ်ပေါ့ဟုတ်ရလားအေးတိမခန်တို့ရှိရင်ဘ ഹു နောဇနတအပိယဟောတိအမနာပောလူတွေရဲ့ချစ်ခင်တဲ့မှုမျက်နှာမှုကိုမရနိုင်ဘူးတဲ့ဒါလည်းမကဘူးတဲ့ဝေရဘ ഹു လောစဟောတိဝိဇ္ဇဘ ഹു လောစဝေရဘ ഹു လောရံများတယ်တိမခန်တို့ရှိရင်ဟုတ်လားတိခဏ်မှုစွမ်းအားနည်းတဲ့ပုဂ္ဂိုလ်ဟာရံများတယ် ရံများလို့ရှိရင်ဒါဖြည့်စင်ရတာတွေနဲ့ဒုက္ခတွေလည်းပဲများသွားတာပါပဲဒါကြောင့်တိခံမဲ့ဆိုရင်တော့ရံမများဘူးပေါ့တိခံလိုက်ခြင်းအဖြစ်အကျေကျေမငိမ့်မွေတွေဖြစ်เสียရမရှိဘူးပေါ့နောက်ပြဒနာအားလုံးကိုအချီအမြစ်ကစပြီးတော့ဖြည့်ရှင်းရလဲရောက်တယ်လို့ဦးဇင်းတို့ထင်ပါတယ်ဟုတ်လားဒါကြောင့်တိမခံလို့ရှိရင်နံပါတ်1ရံများတယ်ပြီးတော့ဦးဇင်းတို့ဝိဇ္ဇဘဟုလို့တိမခံလို့ရှိရင် အပြစ်လဲများတယ် ဟုတ်လားကိုကတီးမခံနိုင်တော့ဒေါသအလေးရောက်မပြောတဲ့နာတွေကိုပြောမိသွားတယ်မလုပ်တဲ့နာတွေကိုလုပ်မိသွားတယ်အဲ့ဒီမှာဥရှင်တို့ပြစ္ဆုတ်ပံမှာလည်းပဲတော့အပြစ်တင်များလာလို့ရှိရင်ဒုက္ခတွေများလာနိုင်တယ်ဆိုကြမှာဆိုရာဇဝမှုတွေလွန်ကျူးမိတဲ့အထိအပြစ်တွေကြီးမယ်ဆိုရင်တော့အချုပ်အနှောင်တွေလည်းခံရနိုင်တယ်တန်ရိုက်တာတွေဘာတွေလည်းခံရနိုင်တယ်ဟုတ်လားအပြစ်များရင်ဒါဒုက္ခများလာတာပဲအေးဒီအပြစ်တွေများလို့ရှိရင်တချို့အပြစ်တွေကြီးလွန်တဲ့အခါကျတော့ဟိုတန်တရားမှတောင်မှ ပေးဆက်ရတဲ့အနေအထားမျိုးတွေလည်းရှိနိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကပြီးမခံလို့ရှိရင်အပြစ်လည်းများတယ်ယံများတာနဲ့အပြစ်များတာနဲ့မတူဘူးနော်ယံများတာကတော့ဒီပြစ္ဆုတ်ပံမှာဆင်းရဲဒုက္ခကြီးတယ်ဖြစ်ရှင်းရတာတွေစိတ်ရှုပ်တွေးရတာတွေပူလောင်ရတာတွေများတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အပြစ်များတယ်ဆိုတာကြတော့ပြစ္ဆုတ်ပံဆင်းရဲတယ်မကဘူးတန်လျာဆင်းရဲကိုပါ ကြောက်เสียအနေထားရောက်သွားတယ် ဒါကြောင့်သီးမခံလို့ရှိရင်အပြစ်လည်းပဲများတယ်တဲ့ဒါတွေမကဘူးတဲ့တံပုံလောကလံကရောတိတဲ့နော်သီးမခံလို့ရှိရင်တေဂာနီးမှာတွေ့တွေ့ဝေဝေစင်းစင်းရဲပူပူလောင်လောင်တေရတဲ့တဲ့တဲ့ကိုကဘဝတစ်လျှောက်မှာသီးမခံမှုတွေနဲ့ပဲနေလာတယ်နော်အဲ့လိုဆိုလို့ရှိရင်ကိုယ့်ရဲ့အပြစ်တွေကိုယ့်ရဲ့အပြုအမူတွေဟာမတန့်ရှင်းတဲ့အတွက်ကြောင့်စိတ်မချမ်းသာတဲ့နေရာတွေများတဲ့အတွက်ကြောင့်တေဂာနီးမှာလည်းပဲ ီကိစ္စတွေက အကြောင်းအကျိုးဆက်ပြီးတော့နော်ပူပူလောင်လောင်စင်းစင်းရဲ့နောင်တာတရားတွေနဲ့နော်တေလံမဖြောင့်မှုဆိုတဲ့အတိပင်းပေါ့ဟုတ်ရလားဒါကြောင့်ပြီးမှခံလို့ရှိရင်နံပါတ်၄အပြစ်ကဒီကနေ့မှစင်းစင်းရဲ့တရားတဲ့တဲ့ဒါတွေမကဘူးတဲ့စင်းစင်းရဲ့တေသွားပြီဆိုရင်တော့စင်းစင်းရဲ့တေတဲ့ပုဂ္ဂိုလ်တို့ရဲ့လားရံဖြစ်တဲ့နော်အပါယံဒုက္ကတိဝိနိပါဒဏိရိယဥပပစ္စတိလို့မြတ်စွာဘုရားဟောတယ်။ဘလုံးတရားမှဆင်းရဲတဲ့နော်အပေလေးပါးကို ရောက်သွားနိုင်နေတဲ့ဒါကြောင့်ပြည့်တော်ကောင်းသူတော်ကောင်းတို့ဒီမခံလို့ရှိရင်ဒီအပြစ်၅မျိုးရှိတယ်နံပါတ်၁လူမုံများမယ်နံပါတ်၂ရံများမယ်နံပါတ်၃အပြစ်များမယ်နံပါတ်၄တေဃာနီးမှာယုံညံ့စွာတေရလိမ့်မယ်ပြီးရင်ယုံညံ့တဲ့ဘဝတွေကိုရောက်သွားနိုင်တယ်အေးဒီခံခြင်းအားဖြင့်အပြန်အကျိုးကျေးဇူး၅ပါးမရနိုင်ဘူးလားအေးနံပါတ်၁လူချင်းလူခင်များမယ် နံပါတ်1ရံမများဘူးနံပါတ်3အပြစ်လည်းမများဘူးနံပါတ်4တေကနီးမှကြည်ကြည်လင်လင်ချမ်းချမ်းသာသာတေးရလိမ့်မယ်နံပါတ်5ကြည်ကြည်လင်လင်ချမ်းချမ်းသာသာတေးရတဲ့ပုံကိုယ်တွေလားရရောက်ရပေါင်းမြက်တဲ့ဘဝတွေကိုရနိုင်နေဒါကြောင့်တတ်နိုင်မယ်များဘဝမှာတွေ့ကြုံလာတဲ့အဆင်မပြေမှုမျိုးမျိုးစုံကိုဒီခံခြင်းအားဖြင့်เนาะကြော်လွှားနိုင်ဖို့မလိုဘူးလားလောကကြီးမှာเนาะဒီခံနိုင်မယ်ဆိုလို့ရှိရင် စိတ်ချမ်းသာတာပါပဲတကယ်တကယ်ကတော့ဟုတ်လားဘာဖြစ်လို့လဲဆိုတော့အစင်မပြေတာတွေစိတ်တိုင်းမကြတဲ့နေရာတွေကတော့ဘဝမှာ မတွေ့ဘဲနေမှာမဟုတ်ဟုတ်လားဘယ်ပုဂ္ဂိုလ်မျိုးမဆိုအစင်မပြေတာတွေစိတ်တိုင်းမကြတဲ့နေရာတွေကတော့နေ့စဉ်နဲ့အမျှအနည်းနဲ့အများဆိုလို့မတွေ့ရပါဘူးလားတွေ့ရမယ်အဲ့ဒါကိုကိုကတီးခံမယ်ဆိုတဲ့အမြင်နဲ့ရင်ဆိုင်မယ်ဆိုလို့ရှိရင်အဖြေကတစ်မျိုးဖြစ်မယ်ဟုတ်လားအာဒါကိုငါ